ကန်ကျူးကြီးစားခုခံရေးစနစ်တွေကိုပါထုတ်သုံးနေတာဖြစ်ပါတယ်။မိနာကတော့ကြည်ပြန်တဲ့ကန်ကျူးကိုပြစ်ဖို့တွက်ချက်နေတော့ဖြစ်ပါတယ်။တိုက်ပေါ်မှာနေရာယူထားတာဖြစ်ပြီးထုတ်လွှင့်မှု64ရာခိုင်နှုန်းနဲ့တည်ငြိမ်မှုရှိတော့မှဖြစ်လိုက်တော့ကန်ကျူးနှကောင်ထိသွားခဲ့ပြီးကန်ကျူးအထွတ်ထွတ်သွေးတွေဟာမြို့ရဲ့လမ်းမတွေပေါ်မှာပြေးရှံသွားခဲ့ပါတယ်။ဖွဲ့သောအဖွဲ့ချုပ်ဖြစ်တဲ့မိနာရဲ့ဆွမ်းအားကိုတခြားသူတွေကမျက်မြင်ကိုယ်တွေ့တွေ့ကြရပြီးတော့အံ့ဩသွားကြပါတယ်။ဟဇဂေါ်ဘာကတော့ဒီလောက်ကြီးမားတဲ့ကောင်ကိုတိုက်ထုတ်နိုင်တာကဂျပန်တနင်္ဂနွေနောက်မဟုတ်ပဲတကဘာလုံးမှာတယောက်တည်းရှိရလို့တွေးနေပါတယ် မီနာကနောက်တစ်ချက်ပြတ်တော့မှဖြစ်ပြီးအဲ့ဒီပြစ်ချက်ကိုအချက်ပြမီလိုမတ်ယူကအကောင်ကြီးရရှိရဘက်ကိုဖောက်ဝင်ရတော့မှာပါပြည်သူတွေဘေးကင်းမှုကိုကယ်ဖို့ဦးစားပေးနေပါရင်ဟီဗီနိုကိုတော့ရှက်တာတည်းမဝင်နိုင်သေးတဲ့ပြည်သူတွေကိုအရောက်ပို့ပေးဖို့ညွှန်ကြားခံလိုက်ရပါတယ် area alpha ပြီးတော့ area data ozomi area ကိုပါထိန်းချုပ်လိုက်နိုင်ပါပြီဒိုဂျိုရဲ့နေရာအဆောင်ကနေတိတ်နေတဲ့တရင်တွေတောက်လျှောက်တက်လာပါတယ်နာရိုမီကတော့တေချာစောင့်ကြည့်နေပြီးတော့မပြီးသေးဘူးကန်ကျွန်းနံပါတ်9ကလှုပ်တဲ့ကက်ဘေးဆိုးကဒီဆက်နောက်လေးနဲ့ပြီးမှမဟုတ်ဘူး ဟဇကဝါကလည်းဒီကောင်ကြီးရဲ့ပြစ်မှတ်ကလူတွေရဲ့အရေးကြီးတဲ့နေရာတွေကိုလာပြီးတော့ဖြက်စီးဖို့ကိုတိတ်ပြီးအာယုံမဆိုင်တယ်လို့ပဲရေရောပန်းလိုင်းနေတဲ့အဖုံးတွေကပွင့်သွားခဲ့ပြီးအထက်ကနေပြင်းအားများတဲ့ရေတွေထွက်လာခဲ့ပါတယ်ရကွက်တခုမှတော့အကြီးစားကန်ကျူးတုပ်ပြန်မှုတစ်ခုကိုတရင်ရရှိလိုက်ပါတယ်ကန်ကျူးတွေကဟိုရှိနာစီနေမကပဲကာကရုနာရူမီအကုန်လုံးက42.9.0ကြော်တယ်ကန်ကျူးတွေရဲ့တိုက်ခိုက်မှုကြောင့်အဖွဲသား9ယောက်ကတော့အသက်တုပ်ပြန်မှုပျောက်သွားပါပြီပြောချင်တာကတော့အရန်တက်ဖွဲ့9ယောက်တေဆုံးသွားတာကိုဆိုလိုတာပါ မင်းကလေးပုံစံပြောင်းလိုက်ကန်ကျူးနံပါတ်9ပုံစံပြောင်းလိုက်ကန်ကျူးကဖြစ်နေတာကီကရူကတော့ငါကအမေရေးကြီးတဲ့ချိန်မှာအကဲခံခဲ့ရတာအမေနဲ့တကယ်တန်မာရဲရန်သူကိုတတ်တာကငါမဟုတ်ဘူးကီကရူကတော့တိုက်ပွဲဝင်စား84ရာခိုင်နှုန်းထိထုတ်လိုက်တာကိုအားလုံးအားလုံးကအံ့ဩသွားကြပါတယ်ကီကရူကလည်းသူ့ပုံစံလိုက်ပြီးသူ့ပထားရဲ့ကန်ကျူးရောက်ဆောင်ကောင်းမလေးနဲ့တိုက်ခိုက်မှုတွေဖြစ်ပွားကြပါတယ်တိုက်ခိုက်နေရင်းနဲ့ကီကရူကတော်တော်လေးကိုမှထိသွားပြီးနန်ယိုးနဲ့ဘယ်ဘက်အဆုတ်ကိုထိခိုက်သွားပါတယ် ကီဂရုဂိုင်နဲ့ပတ်စံတသေးလေးနဲ့ဆိုရင်သူ့ကိုဒဏ်ရာတစ်ချက်တောင်မပေးနိုင်ဘူးလို့ကန်ဂျူးကပြန်ပြောခဲ့ပါတယ်။အဲဒီကန်ဂျူးကတော့ကီဂရုကိုတိနေုံနဲ့မကပဲပုံစံကိုပါတိနေခဲ့တာ။တဖက်မှနာရိုမီကလည်းသူ့ရဲ့ဓာတ်တစ်ချမ်းတနတ်တစ်ချမ်းလေးကဂျီရီနဲ့ကန်ဂျူးကိုပြစ်နေပါတယ်။သူ့ကိုရင်ဆိုင်နေတဲ့ကန်ဂျူးကတော့ဂျီရီကိုလက်နဲ့ပြန်ရိုက်လိုက်ပြီးနာရိုမီကိုထိသွားပါတယ်။ကန်ဂျူးကဆက်လက်ပြီးတော့နာရိုမီရဲ့မျက်စိကခန္ဓာကိုယ်လေးကလှက်ဆက်အားနဲ့သူ့ရဲ့ခန္ဓာကိုယ်ရဲ့လှုပ်ရှားပုံကိုဖတ်တာ။အနီးလမ်းမှာတိုက်ခိုက်ဖို့အတွက်အထူးပြုထုတ်လုပ်ထားတဲ့ဝေးယုံနေနေအောင်မှနာရူမီကတော်တော်လေးထိခိုက်သွားပါရဲ့ ဒီကံကြီးကတော့နာရူမီနဲ့တိုက်ခိုက်ဖို့တတက်ကိုမွေးထုတ်ထားတဲ့ပုံစံမျိုးပဲလို့ဌာနချုပ်ကတော့ထင်နေခဲ့ပါရဲ့ဒရိုက်ဆန်ပိုးကောင် bacterial virus ကင်ကျူးလို့ခေါ်ပါရဲ့လူသားတွေကတော့အကြောက်တရားဖြစ်နိုင်တဲ့တည်ရှိမှုကိုလေ့လာပြီးခုခံနေလောက်လာပြီးမယ်အဲ့ဒါကအခုသမိုင်းတွေကပထမဆုံးခံရတဲ့ပဲဖြစ်သွားမလားမသိဘူးလို့ဟန်ဆာကဝါပြောနေရပါရှီဘီနူကတော့ရှက်တာလေးကိုမရောက်သေးတဲ့ပြည်သူတွေကိုဘီကင်းကင်းနဲ့ရောက်နိုင်အောင်လုပ်ပေးနေပါရဲ့ အဲ့ချိန်မှာပဲဇက်တိုက်ကိုမြေကြီးတွေတုံခတ်လာပြီးတော့လှုပ်ရှားနိုင်တဲ့အဖွဲ့သားကဒဏ်ရာရတဲ့သူတွေကိုခေါ်ပြီးအားလုံးထွက်ပြေးကြဆိုပြီးတော့တရင်ပို့လာပါတယ်။ကံယူကြီးကြီးကိုလည်းတွေးလိုက်ရပြီးမိကိုလုံးတွေလည်းတက်လာပါတယ်။မြေကြီးတွေကဆက်လက်တုံခတ်နေရကြအောင်အဖေါ်တို့ကလဲသွားမလို့ဖြစ်တာကိုကလေးမလေးတစ်ယောက်ကဝိုင်းကူထိန်းပေးလိုက်ပါတယ်။အဖေါ်တို့ကလက်တွေတုံပြီးကြောက်နေတာကြောင့်ကောင်မလေးကသူ့စီမှာရှိတဲ့ကာဝေးရေးအဖွဲ့ကသူတွေရဲ့ကပ်ပြားတွေကိုထုတ်ပြလိုက်ပါတယ်။ ဒါကတော့ကစားရုံတက်တက်ဖန်တွေအတွက်ထုတ်ထားတာဖြစ်ပေမဲ့ဒီခုခံကာဝေးရေးသူတွေရှိနေတာကြောင့်ဒုံကျုံဘီကင်းသွားမယ်လို့ကလေးမလေးကပြောလာပြီးပွားအုပ်ကိုနှစ်သိမ့်လိုက်ပါတော့တယ်။လူတွေကရေရွတ်တဲ့ပြင်းနဲ့ကလေးမလေးကိုဝန်တိုက်သွားလို့ကတ်တွေကမြေပြင်ပေါ်မှာကျဲပြန့်ကုန်ပါတယ်။ဒါကိုဟီဘီနိုကအကုန်လုံးကိုလိုက်စီပြီးတော့ကလေးမလေးလက်ထဲထဲကဘီကင်းရောက်တော့ခိုင်းလိုက်ပါတယ်။ဟီဘီနိုကတော့ကန်ကျူးကိုတိုက်ခိုက်ဖို့သွားတော့မှာပါ။ငကြက်ကနေလည်းတယောက်ပြီးတယောက်ဒဏ်ရာရသွားတဲ့သတင်းပေးပို့ချက်တွေလာနေရပါ။ကလေးမလေးကဦးလေးရဲ့ကတ်ရောလို့မေးပေမဲ့ အီဗီနိုကတော့ငားရဲ့ကက်ကမရှိဘူးလို့ပြောက ပြုံးပြီးတော့ထွက်သွားခဲ့ပါတယ်။ရှီတိုနိုမီရဲ့ရှေ့မှာတော့ကန်ဂျူးကသူတို့ရဲ့အဖွဲ့တွေကတယောက်ကိုရဲရဲစက်စက်ပဲတက်ပစ်လိုက်ပါတယ်။ရှီတိုနိုမီကကန်ဂျူးရဲ့ပြင်းပြင်းထန်ထန်ထိုးချက်တစ်ခုအထိုးခံလိုက်ရပြီးတော့လွန့်ထွက်သွားပါတယ်။ရှီတိုနိုမီကအလုံးဝအားမလျှော့ပဲဒဏ်ရာတွေများနေပေမဲ့မရမကပြန်ထပြီးကန်ဂျူးကိုတနက်နဲ့စက်တိုက်ပစ်ပါတယ်။ဒါပေမဲ့သူရှိတဲ့နေရာမှာရှိနေတဲ့ကန်ဂျူးအကြီးကြီးကဂျိုးတရဲ့ပြောက်ွက်သွားပြီးတော့နောက်ဘက်ကနေပေါ်လာကလမ်းမကြီးကိုထိုးချလိုက်တဲ့အတန်အကျယ်ကြီးထွက်ပေါ်သွားပါတော့တယ်။ ါဆိုရှင်နုနုမီကတေသွားပြီလားဟီမီနိုကရောက်လာပြီးလက်ကျနေတဲ့ရှင်နုနုမီကိုကဲသွားပါတယ်အနောက်မှနေလို့အမိတ်ပေးထားပေမဲ့ဒီကိုရောက်လာရတဲ့အတွက်ဟီမီနိုကတောင်းပန်လိုက်ပါတယ်ရှင်နုနုမီကဟီမီနိုကိုတားခဲ့ပြီးတော့ဒီမှာနင်းအောင်ဆုံးရှုံးလို့မရဘူးနောက်ဆုံးလို့ပြောပေမဲ့ဟီမီနိုကတော့စိုးရင်ပေးရကျေးဇူးတင်ပါတယ်ဒါပေမဲ့ရပါတယ်ငါလုံးဝမရှုံးစေရဘူးသူ့ငါတတ်မယ်လို့ပြောကကန်ကျူးနံပါတ်၈အသွင်ကိုပြောင်းလိုက်ပါပြီကောင်းကင်ဘုံမှာလည်းကန်ကျူးအချီးကြီးကစောင့်နေခဲ့တာပါဒီမှာရင်အပိုင်း၁၁ကပေးဆုံးတာပါပဲ ဒါကကန်ကျွန်းနံပါတ်8စီစဉ်2ရဲ့အဆုံးသတ်လည်းဖြစ်ပါရင်